DNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီတပ်ကစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်နေတာမှာစစ်ကြောင်းတစ်ကြောင်းကလက်ရှိမှာရွှေမော်တော်ကိုကျော်သွားပြီဖြစ်တယ်လို့ဒေသတရေးမြေတွေကပြောဆိုထားပါတယ်။ဇွန်လနေ့မှာစစ်ကောင်စီတပ်နဲ့တအောင်မြို့သားလူမျိုးရေးတပ်မတော် DNL တပ်တွေကြားတိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်တာမှရှိပေမဲ့ပြစ်ခတ်မှုတချို့ကတော့ရှိနေတယ်လို့ဒေသခံတချို့ကပြောပါတယ်။နေ့လယ်ထိကတော့တိုက်ပွဲကပြင်းပြင်းထန်ထန်မရှိဘူးဗျ။ပြစ်ခတ်တဲ့တချို့တော့ကြားရတာရှိပါတယ်။သူတို့ရွှေမော်တော်ကိုကျော်သွားပြီဗျ။ရွှေမော်တော်ကြီးရွာကိုကျော်ရင်တော့ကံကြီးကိုရောက်မှာဖြစ်ပြီးတော့ အဲ့ဒီမှာတော့တီအန်လီရောဒနုတက်တွေပါရှိနေတာကြောင့်တော်လိုင်းအင်အားစုဘက်တွေကအင်အားများတာကြောင့်ကံကြီးကိုကြော်နိုင်ဖို့မလွယ်ဘူးလို့စီးလေးလာသူစီဒီယန်ဘူကြီးစီအောင်ကပြောပြထားပါတယ်စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းနောက်တစ်ကြောင်းကနောင်လင်ဘက်ကနေနောင်ချိုကိုပြည်နေရပါဒီစစ်ကြောင်းတစ်ကြောင်းကနောင်ချိုမြောက်ခင်ကုတ်ထိတ်နီမှာဆုံပြီးနောင်ချိုကိုဝင်နိုင်ဖို့ကြိုးစားနေတာလို့ဘူကြီးစီအောင်ကပြောပြထားပါတယ်ဒါပေမဲ့ကံကြီးဘက်ကိုတက်လာတဲ့စစ်ကြောင်းကတော့ရှစ်ဆက်နိုင်ဖို့မလွယ်ဘူးလို့လည်းဆိုပါတယ် စစ်ကောင်စီနဲ့ TNL တို့တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပြီးစစ်ကောင်စီဘက်ကနယ်မြေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကလက်မခံခဲ့ဘူးလို့လည်းသိရပါဗါးအဲ့ဒီနောက်မှာတော့စစ်ကောင်စီဘက်ကအင်အားလုံးရင်းနဲ့နောင်ချုပ်ကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီတပ်နဲ့ MNDAA ကိုကန့်တတို့အကြားအပြစ်ခတ်ရထားတာကြောင့်ရှမ်းမြောက်စစ်မျက်နှာမှာ TNL တခုကိုပဲစစ်ကောင်စီဘက်ကဦးတည်တိုက်ခိုက်နိုင်နေတာဖြစ်ပါတယ်ဒီအပိုင်းအတွင်းမှာတော့တရန်လေးထိန်းချုပ်ဒေတာမှာစစ်ကောင်စီဘက်ကလေးချောင်းတိုက်ခိုက်မှုယော်နေလာတာကိုတွေ့ရတယ်လို့စီးရီးလေးလာနေသူတွေကပြောပါဗျ ခုတခါအပြည့်ရဲ့ကြီးညာထားတဲ့စစ်ကောင်စီကစီဆိုင်မြို့နယ်တက PNL ဌာနချုပ်ကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တဲ့တင်ကိုဖော်ပြပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကအပြည့်ခတ်ရဲစဲကြီးညာထားတော့လဲအပြောနဲ့အလုံမညီပဲ PNL ဒေသကိုလက်နက်ကြီးများနဲ့တိုက်ခိုက်နေတယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရိုင်းရန်ကပြောကြားလိုက်ပါတယ်။ဇွန်လတရနေ့ကစီဆိုင်မြို့နယ်နောင်ထောင်ဒေသတွင်းတော်၎င်းဇွန်လနေ့ရက်နေ့မှာမောင်မယ်မြို့နယ်ကတူးကြီးဒေသ PNL ဌာနချုပ်ကိုဦးတည်၍ဗန်းမတ်ဒေတာတွင်းတို့၎င်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့လက်နက်ကြီးနဲ့၁၀ချိန်ထက်မနည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကလည်းကျွန်တော်တို့ဌာနချုပ်ဘက်ကိုဦးတည်ပြီးတော့မှလက်နက်ကြီးတွေပြစ်လာတာ၁၀ချိန်ထက်မနည်းဘူးပေါ့။သူတို့ပါဇက်ကတော့အပြစ်ခတ်ရစရေးတက်တန်းတိုးတယ်လို့ကြေညာတာပေါ့။ဒါပေမဲ့လက်တွေမြေပြင်မှာကတိုက်ပွဲဖြစ်ပွားမှုဘာစီးလှုပ်ရှားမှုမှမရှိဘဲနဲ့တစ်ဖက်သက်ကြီးလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတာပါ။ဒါကအပြောနဲ့လုံမညီဘူးလို့ပြောရမှာလို့ BNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရဲရန်ကပြောကြားထားတာပဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကဇွန်လ10ရက်နေ့မှ30ရက်နေ့အထိအပြစ်ခတ်ရစဲကာလာတလားတတန်းတိုးထားကြောင်းထုတ်ပြန်ကြေညာတော်လဲ၎င်းတို့ရဲ့အောက်ခြေတိုင်းပြည်ဝများနဲ့အပေါင်းပါလောက်ခံ PNL ပြည်သူစစ်မှလိုက်နာဆောင်ရွက်ခြင်းမရှိတော့ဘဲပြစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးဌာနကအသိပေးထားတာပဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့မင်းအောင်လိုင်းမင်းနဲ့နိုင်ငံတော်ဝန်လိုင်းစင်မဲကားနဲ့ဆံကယ်များကိုစီမံချက်နဲ့စစ်ကောင်စီကဖမ်းဆီးရမှာငွေညစ်ခံရမှုများ ထောင်ဒဏ်တစ်လကျခံမှုများနဲ့စစ်မှုထမ်းအဖြစ်ဖမ်းဆီးစုဆောင်းခံမှုများအကြီးအကျယ်ဖြစ်နေတဲ့အကြောင်းကိုလည်းဖော်ပြပေးပါမယ်။အကြမ်းဖက်စစ်ကောင်းဆောင်မယောင်လိုက်အမိန်နဲ့နိုင်ငံတော်ဝန်လိုင်းစင်မဲ့ကားနဲ့ဆိုင်ကယ်များကိုစီမံချက်နဲ့စစ်ကောင်စီကဖမ်းဆီးရမှာဝိညာဉ်ခံရမှုများထောင်ဒဏ်တစ်လချခံရမှုများနဲ့စစ်မှုထမ်းအဖြစ်ဖမ်းဆီးစုဆောင်းခံမှုများအကြီးအကျယ်ဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ဇွန်လတရနေ့မှစပြီးအကြမ်းဖက်စစ်ကောင်စီကလိုင်းစင်မဲ့ကားနဲ့ဆိုင်ကယ်များကိုစီမံချက်နဲ့ဖမ်းဆီးနေရမှာနိုင်ငံတော်ဝန်မှဝိညာဉ်မှုများလိုင်းစင်ရှိဆိုင်ကယ်နဲ့ကားချင်းချောက်တောက်ခံမှုများ ိုင်စင်မဲ့ဆိုင်ကနေကစီးနေတယ်လို့ဆိုကပစ္စည်းသိမ်းပြီးလူကိုလည်းတရားရုံးတင်ထောင်နဲ့တလားချမှတ်မှုများလိုင်စင်မဲ့ဆိုင်ကနေကစီးသူလူငယ်တချို့ကိုစစ်မှုထမ်းဖြင့်စူးစမ်းမှုများဖြစ်ပေါ်လျက်ရှိနေတယ်လို့သိရတာပါစကိုင်းမြို့ပေါ်မှာတော့လိုင်စင်မဲ့ဆိုင်ကစီးတယ်ဆိုပြီးတော့မှပန်းတော်ရက်ွက်ကလူငယ်တအုပ်ကိုဆိုင်ကလေးသိမ်းနေလူတွေကိုလည်းစစ်သားစူးစောင်းရင်းနေရာပို့တယ်စစ်မှုမထမ်းရင်ထောင်ချခံရမယ်စစ်မှုထမ်းတော်စစ်တပ်နဲ့တက်ပြီးအေးအေးဆေးဆေးအပြင်မှာနေလို့ရတယ်ဆိုပြီးစစ်စေးအဖွဲ့ကစစ်သားစုဆောင်ရေးတပ်ကိုပို့လိုက်တာလို့ စကိုင်းမြို့ဇေယျကွက်တရက်ကွာမှာအုတ်ချွေမှုအဖွဲ့ဝင်တို့ကပြောဆိုထားတာပါအလားတူပဲမန္တလေးတိုင်းတာစီမြို့နယ်လိုင်းတက်ခရိုင်ကျဆက်လမ်းဆောင်မှာလိုင်းစင်မဲ့ဆိုင်ငယ်များကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးရမှာဆယ်ဘင်းကားနှစ်စီးစာလိုင်းစင်မဲ့ဆိုင်ငယ်များဖမ်းဆီးရရှိကြောင်းနဲ့ဆိုင်ငယ်များကိုရဲနဲ့စစ်တပ်ကတံမိုးဖြတ်ပြီးတဝက်စည်းနဲ့ပြန်လဲရွေးယူခွင့်ပြုကြောင်းလည်းသိရပါတယ်ဇွန်လတရက်နေ့ကတာစီလိုင်းတက်ခရိုင်ကျဆက်လမ်းဆောင်မှာဆိုင်ကယ်တွေလိုင်းစင်မဲ့တွေဖမ်းတာပါ စုစုပေါင်း7ဘင်းကား2စီးစာတိုက်ဆိုင်ကယ်တွေရတယ်အဲ့ဒါဆိုင်ကယ်တွေကိုရဲနဲ့စားဖက်ကတံမိုးဖြတ်တယ် ဥပမာ10သိန်းနဲ့ဆိုင်ကယ်ကို9သိန်းပေးရင်ချက်ချင်းပြန်ရွေးလို့ရတယ်တော်တော်များများကပြန်ရွေးယူကြတယ်လို့ဒါစီမျိုးနယ်မှာပြည်သူတို့ကပြောပြထားတာပဲဖြစ်ပါတယ်။လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများကိုဖုန်ကြီးကြောင်များစာသင်ကျောင်းများနဲ့တောဆက်များမှာယာယီဆွန့်ပစ်ထားရာစစ်တပ်ကနေရာပေါင်းစုံမှာလိုက်လံဖမ်းဆီးနေကြောင်းနဲ့တချို့သောလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်စီးနေသူတွေကိုပြစ်စီသိမ်းပြီးလူကိုယ်ပါတရားရုံးချကနေချင်းပြီးထောင်ဒဏ်တစ်လချမှတ်မှုများလည်းရှိနေကြောင်းသိရပါတယ်။ဗအံမှာတော့မဲပေါင်စေ၊ဇွဲကပင်ပလာစာ၊ကန်းနာညာစေ၊ဒန်ကိုလန်ကွာ မြို့အဝင် ရှမ်းလေးစီတိုင်းတော်ဝင်ဒုက္ခဆေးရုံရှိကြာရင်တောင်ကြားဇွဲကပင်လမ်းစုံကော့ချိုက်လမ်းစုံနဲ့နောင်လုံလမ်းစုံတွေမှာဖမ်းနေတော်တော်များများကမရှိကြပဲရောဘတ်တော်တွေတည်းမှာဘုန်းကြီးကျောင်းတွေမှာတွားရထားကြတယ်ဗန်အတမျိုးလုံးကလိုင်စင်မဲ့တွေကြီးပဲလေဒီကျန်းတဲ့အဖွဲစီးကားတွေတော့မဖမ်းရဘူးလိုင်စင်မဲ့ဆိုင်ကယ်စီးတဲ့ပြည်သူတို့ချို့ကတော့ဆိုင်ကယ်အသိခံရပြီးထောင်နဲ့တလအချခံရတယ်လို့လည်းသိရတယ်လို့ဗန်ချေဆိုင်ပရိုက်တာအဖွဲ့ဝင်တူကလည်းပြောပါတယ်ထို့ပြင်လက်ရှိစစ်ကောင်စီရဲ့စီမံချက်ကြောင့်နာယီကိုညီမှုနဲ့လူနာတင်ကားပရိုက်တာလုပ်ငန်းများအားလုံးရန်နာထားကြောင်းနဲ့ နိုင်ကားနဲ့လူနာတင်ကားများမှာလိုင်စင်မှန်ကားများဖြစ်နေတာကြောင့်စီမံချက်နဲ့အကျုံးဝင်နေတာကြောင့်ဦးညီကယ်ဆယ်ရေးလုပ်ငန်းများယာယီရပ်ဆိုင်ထားခြင်းဖြစ်ကြောင်းလည်းပရဟိတအဖွဲ့ဝင်များကဆိုပါတယ်။ကျွန်တော်နာမှုကူညီရေးအတွင်းမှာကားတွေအကုန်လုံးကလိုင်စင်မဲ့ကားတွေပါ။နေမီကန်ထွေအုပ်နဲ့ရဲကစီမံချက်ကာလတော့ရပ်ထားပါဆိုလို့အကုန်ရပ်ထားရတယ်လို့ဘကုန်းမြို့ပေါ်မှာသွေးလူနဲ့နာမှုကူညီမှုအတွင်းပရဟိတအဖွဲ့ဝင်တူကရှင်းပြထားတာဖြစ်ပါတယ်။စစ်ကောင်စီအခြေစိုက်ရနေပြီးတော့မှလည်းလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုစစ်တပ်နဲ့ရဲများကဖမ်းဆီးနေရမှာ အဓိကအပြင်ဆိုင်ကံများအဓိကဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပါဗျ။နေပြည်တော်ပြင်မနာနဲ့လဲဝေးဘတ်တွေမှာအဖွဲ့ဆောင်ပဲဖမ်းနေတာဆိုင်ကယ်တွေအဓိကအဖမ်းခံရတယ်။ကားတော့တိတ်မတွေ့ဘူး။ဆိုင်ကယ်တွေက license မရှိကြတာများတယ်။စီးနှင်းသူတွေလည်းအဖမ်းခံရတယ်။ license မဲ့ဆိုင်ကယ်ကြောင့်အဖမ်းခံရသူများတယ်လို့ပြင်မနာမြို့မှာစံနဲ့ရိတ်ခါကြောင့်ကုန်စုံဆိုင်ဖွင့်လှစ်ထားတဲ့လုပ်ငန်းရှင်တူကဆိုပါတယ်။ရန်ကုန်မြို့မှာတော့ license မဲ့ဆိုင်ကယ်နဲ့ကားဖမ်းဆီးတယ်လို့ဆိုကစစ်တပ်နဲ့ရဲများကရက်ွက်များတဲ့အထိဝင်ရောက်ဖမ်းဆီးမှုများရှိနေပြီး အထူးသဖြင့် battery စပိတ်မြောက်ကိုပါ license မဲ့ဆိုင်ကယ်လို့အမည်တပ်ပြီးဖမ်းဆီးနေတယ်လို့လည်းသိရပါဗျ။မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မရောက်နိုင်က license မဲ့ကားနဲ့ဆိုင်ကယ်များစီးနေမှုများကိုဖော်ထုတ်သွားဖို့နံပါတ်ပြများအထုလုပ်ခြင်း license များအတုပြုလုပ်ခြင်းများလှုပ်ဆောင်နေမှုများကိုတွေ့ရှိထားပြီးတာဝန်ရှိသူများအနေနဲ့ပါဝင်ပတ်သက်သူများအလုံးကိုစစ်စစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားဖို့ license မဲ့ဆိုင်ကယ်နဲ့ကားများစီးနေမှုများကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခါများစွာနှင်နာမှုရှိမည်ဖြစ်တဲ့ကဲ့သို့ ။ရုံကြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်းအခက်အခဲများစွာဖြစ်ပေါ်လာနိုင်မှာဖြစ်ကြောင်းနဲ့တက်ကြောင်းလိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်များစီးနင်းမှုမရှိစေရေးကြက်မဲ့ဆောင်ရွက်သွားရန်လိုအပ်တယ်လို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဝိုင်းပေါ်မှာတောင်ချာချုံးအကြောင်းကလေးအပါဝင်လူငါးဦးသေဆုံးသွားတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ကချင်းပြည်နယ်ဝိုင်းပေါ်မြို့နယ်စတုံးတိုက်နယ်မှာတောင်ချာချောင်းရည်ရုတ်တရက်စီစဉ်မှုကြောင့်ရှင်းမဟော်ကြီးရွာနဲ့ရင်းတော်ကြီးရွာမှာကလေးတဦးအပါဝင်အမျိုးသမီးနှစ်ဦးအမျိုးသားနှစ်ဦးတေဆုံးခဲ့တယ်လို့ကချင်းလွတ်လပ်ရေးအဖွဲ့ KNO ထံကသိရပါဗျ။ ဂျမနီဇွန်လနေ့နေ့မနေ့အစောပိုင်းကရုတ်တရက်တောင်ကြားချောင်းရီစီစဉ်မှုကြောင့်ရှင်းမဟော်ကြီးရွာမှာအသက်၁၄နှစ်အရွယ်မောင်လွမ်းတောင်ခရိယန်တင်တော့ဒေါ်လန်နော့ခေါင်ရွယ်58နှစ်ဒေါ်ရှိုင်းချီရင်းတော်ကြီးရွာမှာဦးစိုးသူ28နှစ်နဲ့ဒေါ်ရရှိဘောက်ချာ62နှစ်တို့သေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ချောင်းကတည်တည်လေးပါရေကြီးလွမ်းမိုးတာမျိုးလည်းမဟုတ်ဘူးရုတ်တရက်ချောင်းရီကျလာလို့ခုလိုဖြစ်တာအခုတော့ရေပြန်ကျသွားပါပြီကျွန်တော်တို့လည်းကဲစဲရေးဘက်မှာပြန်ဝင်နေတယ်လို့ KIO KIA ပြန်ချာရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်။ ရုတ်တရက်ချောင်းရီကြဆင်မှုကြောင့်ရှင်းမဟော်ကြီးရွာမှာစစ်ပေးကန်စာတင်ကြောင်းနေအိမ်လမ်းနဲ့ဆိုင်ခင်းတချို့ပျက်စီးမှုရှိကြောင်းလည်းသိရပါဗျ။ယခုရက်ပိုင်းတွင်ကချင်းပြည်နယ်မှာမိုးသက်ထန်စွာရွာသွန်းမှုကြောင့်မြစ်ကြီးနားချိပွေဝိုင်းမော်နယ်ပူတာအိုမြို့တော်မှာလည်းရေကြီးရေလွှမ်းမှုမှုများဖြစ်ပေါ်ခဲ့ပါဗျ။လက်ရှိမှာတော့ AOD မြေဟာပြန်လည်ကြာဆင်းနေပြီဖြစ်တာကြောင့်ရေကြီးမှုအခြေအနေကိုဆက်လက်ဆောင်ကြည့်နေပြီးလိုအပ်ပါက KIO အနေနဲ့လည်းကယ်ဆယ်ရေးမှာပါဝင်ကူညီမယ်လို့ဆိုပါဗျ။မြစ်ကြီးနားမိုးကောက်ပတ်ကခုကရေကပြန်ကျနေတဲ့စောင့်ကြည့်နေတဲ့အနေထားပါ။ လိုအပ်လို့ရှိရင်ကျွန်တော်တို့ KIO အနေနဲ့လည်းကုညီထောက်ပံ့တဲ့ကယ်ဆယ်ရေးတွေလုပ်မှာပါလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်။ဗိုလ်သက်ထန်စွာရောက်သွားမှုကြောင့်ကချင်ပြည်နယ်အပြင်ရခိုင်ပြည်နယ်ကကြောက်တော်မြောက်ဦးမင်းပြားနဲ့တောင်ကုန်းမြို့မှာလည်းရေကြီးနှင်းမြုပ်မှုများရှိနေတယ်လို့သိရပါတယ်။ဒီနေ့ဇွန်လ3ရက်နေ့ညနေပိုင်းထိကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊အေရော်တီတိုင်း၊ပဲခူးတိုင်းတို့မှာနေရာကွက်မိုးကြီးနိုင်ပြီးမန္တလေးတိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်း၊ချင်းပြည်နယ် ရိနီပြည်နယ်တို့မှာနေရာဆိတ်ဆိတ်နဲ့ကျန်တိုင်းနယ်ပြည်နယ်တို့မှာနေရာနဲ့မိုးထစ်ကြုံရွာနိုင်ကြောင်းစစ်ကောင်စီလက်ခံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်ပိုင်း9နာရီခန့်ကခန့်မှန်းထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့တဘာဝဘေးရန်နဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကလည်းဇော်လနေရမှာရှင်းနေတဲ့မိုးလေဝသခန့်မှန်းချက်မှာမိုးကြီးခြင်းနဲ့အတူလျှက်စီးလက်ခြင်းမိုးကြိုးပစ်ခြင်းလျှက်ရက်ပြည့်ရေးကြီးခြင်း ကဘာပြိုခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်အထူးသတိပြုနေထိုင်ကြဖို့တိုက်တွန်းထားပါတယ်။